ဒီအားလုံးပဲမင်္ဂလာပါဒီနေ့ညမှာတော့ကျွန်တော်တို့ဒါ2024-25ဘောလုံးရာတွေရဲ့နောက်ဆုံးပွဲစဉ်လို့တက်မှတ်လို့လည်းရတယ်လို့ကျွန်တော်တို့ဒါဥရောပရဲ့ပြိုင်ပွဲတွေထဲမှာအကောင်းဆုံးပြိုင်ပွဲတစ်ခုဖြစ်ပြောလို့ရတဲ့ Champions League Final ပွဲဒီနေ့ရှိပါတယ်အဲ့တော့ကန်သွားမဲ့အတင်းတွေကတော့အားလုံးသိကြရတဲ့ PSG နဲ့ကျွန်တော်တို့ အင်တာမီလန်တင်းတို့ပဲဖြစ်တယ်အဲ့တော့ကျွန်တော်အနေနဲ့ဒီပွဲစဉ်ကိုပွဲကြိုတုံးတက်ချက်ပြီးပြုလုပ်ပေးချင်ပါတယ်အဲ့တော့ကျွန်တော်တို့အင်တာမီလန်အတင်းအကြောင်းအရင်ဆုံးပြောလိုက်ကြအောင်ပြီနော်အင်တာမီလန်တင်းကဒီချန်ပီယံလိဖြတ်တန်းမှုတစ်လျှောက်ကိုကြည့်လို့ရှိရင်ဒါလို16တင်းရှုံးတဲ့အဆင့်မှာ PNU အတင်းကိုအနိုင်ရရှိခဲ့တယ်အဲ့တော့ပြီးတော့ခါကျကွာတောက်တက်ရောက်လာခဲ့ပါနော်အဲ့ကွာသွားမှဆိုရင်လည်းကျွန်တော်တို့ရေဘန်းစားနေတဲ့ဘိုင်ယန်မြူးနစ်ကိုပြောမယ်ဆိုတော့တို့နှစ်တင်းတွဲဆုံးချိန်မှာနောက်တစ်ဆင့်တက်ရောက်မဲ့အတင်းကဘိုင်ယန်မြူးနစ်လိုရေဘန်းစားနေတဲ့ဘိုင်ယန်မြူးနစ်ကရေဘန်းစားနေပါနော်အဲ့အတင်းကိုတို့တို့ကြော်ဖြတ်လာခဲ့တယ်ကြော်ဖြတ်လာခဲ့ပြီးတော့ semi final မှာလေ ယ်ဒီယာရီရဲ့အကောင်းဆုံးဒီယာရီမှာချန်ပီယံလိရနိုင်တယ်လို့တတ်မှတ်ခံထားရဲ့ဘာဇီလိုနာနဲ့တွေ့တယ်ပေါ့နော်အဲ့တော့ဒူရိုနဒင်းတွေ့တဲ့အချိန်မှာဆိုရင်လေအင်တာမီလန်အတင်းကပဲဒါကြော်ဖြတ်သွားခဲ့တယ်ပေါ့နော်အဲ့တော့အင်တာမီလန်အတင်းဒီ အာလက်ရှိဟိုဘယ်လိုပြောမလဲရေပန်းစားတဲ့အတင်းတော့မဟုတ်ဘူးဗျာချန်ပီယံလိကိုနောက်တစ်ဆင့်တက်ရောက်ဖို့ရေပန်းစားတဲ့အတင်းမဟုတ်ပေမဲ့လက်ရှိချိန်မှာတို့တို့ဒီ final ကိုရောက်ရှိလာခဲ့ပြီ final ကိုရောက်ရှိလာရဖြစ်တဲ့အတွက် short တက်လို့မရတော့အမှန်ပဲဗျာအဲ့တော့တပတ်က PSG ကိုကြည့်မယ်ဆိုရင်လည်း PSG ကအကောင်းဆုံးဆိုတဲ့အတင်းတွေကိုကြော်ဖြတ်ပြီးတော့မှဒီနေရာကိုရောက်ရှိလာလို့ပြောလို့ရတယ်ဗျာအဲ့တော့တို့16တင်ရှုံးထွက်အဆင့်မှာဆိုရင်လီဗာပူးနဲ့တွေ့ရဗျာလီဗာပူးဆိုတာတော်တော်ကြီးကိုကောင်းနေတဲ့အတင်းဗျာလီဗာပူးကတော်တော်ကောင်းနေတာကျွန်တော်တို့ဒါညီကိုတို့အားလုံးသိတယ်အဲ့တော့လီဗာပူးအတင်းကိုကျွန်တော်တို့ ဒီ PSG ကနေပြီးအကောင်းဆုံးကြော်ဖြတ်ပြနိုင်ခဲ့တာပဲဗျအဲ့တော့လဘာဘူးဒီကိုသူကြော်ဖြတ်တယ်ပြီးတော့ကျွန်တော်တို့ဒီ quarter final မှာဆိုရင် Aston Villa ပေါ့နော် Aston Villa အတင်းကကျွန်တော်တို့ခြေစွဲအရင်ကောင်းတာမဟုတ်ပေမဲ့နီးပြ Unai Emery ရဲ့ကျွန်တော်တို့ရှုံးတွက်အဆင့်နေမှာပေါ့နော်ဒါကြော်ဖြတ်နိုင်စွမ်းအထင်ကြီးစရာကောင်းတယ်ဒါပေမဲ့အဲ့ဒီအတင်းကိုလည်းသူတို့အကောင်းဆုံးကြော်ဖြတ်နိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ semi final မှာဆိုရင်တစ်ဖက်ကဒီ Real Madrid ကိုကြော်ဖြတ်လာတဲ့ Arsenal နဲ့တွေ့ရပေါ့နော်အဲ့တော့ Arsenal ကိုလည်းသူတို့ကြော်ဖြတ်လာခဲ့တယ်ပေါ့နော်အဲ့တော့ PSG နဲ့ Inter Milan တင်းတို့ကတော့လက်ရှိချိန်မှာကျွန်တော်တို့ဒါပြောရမယ်ဆိုရင်တော့ January တနေ့လောက် Champions League ရဖို့လို့ရေပန်းစားခြင်းမရှိခဲ့ပေမဲ့နှစ်တင်းစလုံးကတော့ကျွန်တော်တို့ Champions League Final ကိုတက်ရောက်လာခဲ့တယ်ပေါ့နော်အဲ့တော့ PSG ကတော့လက်ရှိချိန်မှာတော့ favorite ဖြစ်နေတာပေါ့နော် Champions League ရဖို့အတွက်ကျွန်တော်တို့ရေဘန်းစားတာကတော့ PSG ကပို့ပြီးတော့ရေဘန်းစားနေပေါ့နော်ဒါတို့တို့ကြော်ဖြတ်မှုတွေရကြည့်မယ်ဆိုရင်လလပါဘူး Aston Villa Arsenal ဆိုတော့အင်္ဂလိပ်အကောင်ဆုံးတင်းတွေပဲတို့တို့ကြော်ဖြတ်ပြနိုင်ခဲ့တာဆိုတော့ဒီ hari မှာဆိုရင်လည်းတို့တို့တော်တော်ကြီးကိုကောင်းနေ Groman နေရာ Donnan Drama တော်တော်ကောင်းနေအဲ့တော့နောက်တန်းမှာဆိုရင်လည်းကျွန်တော် Hakimi နဲ့ Mendes ရဲ့ကျွန်တော်တို့ဒီဘဲညာနောက်ခံတစုံကတော်တော်ကြီးကိုကောင်းနေတာကြာတော့အဲ့တော့ကွင်းလေရဘီတင်ညာတို့အဲ့တော့ဒီရှိတယ်မှာဆိုလို့ရှိရင်ဒမ်ဘီလီဥဆောင်တဲ့တိုက်စစ်တို့ပြီးတော့ရှေ့လယ်နောက်တော်တော်ကြီးကိုကောင်းနေတာဗျာတို့เนาะအဲ့တော့ ပြောမှာတို့ပြင်တစ်လိအမတ်ဘေးချန်ပီယံလဲတို့ဖြစ်ပြီးတော့ပြီ။အော်ပြီးလို့ရှိရင်ကျွန်တော်တို့ဒီပြင်တွစ်ရှုံးတွက်ဖလားလဲရပြီးတော့အဲ့တော့ဖလားနှလုံးကတို့တို့ရပြီးတော့ပြီဗျာ။အဲ့တော့ဒီချန်ပီယံလိတာရမယ်ဆိုလို့ရှိရင်တော့ဒါတို့ရဲ့ဒါဖလားတုံးလုံးຢာတွေပေါ့နော် travel season ကိုတော့ပိုင်ဆိုင်နေမှာဖြစ်တယ်။အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ Inter Milan တင်းကိုတော့ short တွက်လို့မရခဲ့ဘူးဗျာ။ဘာဖြစ်လို့လဲဆိုတော့ Inter Milan တင်းကကြော်ဖြတ်ခဲ့တာတွေရပြောရမယ်ဆိုရင်ဒီလိုရေမန်းစားနေတဲ့အတင်းတွေကိုပဲတို့ကြော်ဖြတ်ပြခဲ့တာ။အထူးသဖြင့်တို့ရဲ့ Italy အတင်းတွေရဲ့ထုံးစံတိုင်းကြစ်လက်တဲ့ခန်းစစ်က တော်တော်မိုက်တယ်ပြီးတော့ counter တိုက်စစ်နဲ့ကျွန်တော်တို့ goal တွေပြန်ရယူနိုင်ခဲ့တာပေါ့နော်။နောက်ကြောင့်မဲကျွန်တော်တို့ Champions League final ကိုရောက်ရှိလာတာဆိုတော့ Inter Milan အတင်းကလည်းကျွန်တော် short တက်လို့မရတဲ့အထက်မှာပါတယ်ပေါ့နော်။အဲ့တော့ရေဘန်းစားတာဘရူစားလဲလို့မေးလို့ရှိရင်ကျွန်တော် PSG ရမယ်လို့ရေဘန်းစားတယ်။ဒါပေမဲ့ Inter Milan အတင်းကလည်းမထင်မှတ်ထားတာကြီးလုတ်ပြပြီးတော့ final ကိုရောက်လာတာဆိုတော့ final မှာတို့တို့မထင်မှတ်ထားတာလုတ်ပြနိုင်အောင်မလားဆိုတော့ကျွန်တော်တို့စိတ်ဝင်စားဖို့စောင့်ကြည့်ရမှာပဲဗျာ။အဲ့တော့ဘရူနိုင်မလဲဆိုရင်တော့ကျွန်တော်အနေနဲ့ဒါ တိတိကျကျတည်င်းရွေးပါဆိုရင်တော့ကျွန်တော်တို့နေ PSG ကိုပဲရွေးမယ်ဗျ။ဘာလို့လဲဆိုလို့ရှိရင်ကျွန်တော်တို့ဒါ PSG နေပြ Louis Enrique ရဲ့ကျွန်တော်တို့ဒါသူ့ရဲ့ကစားကွက်ကအီတလီတင်းတွေကိုလည်းရှေ့မှာအချင်းချင်းခါကအနံယူပြခဲ့ပြီးတာဖြစ်တယ်လို့ကျွန်တော်ဒီ hari မှာဆိုရင်ခြေစွမ်းပိုင်းကဒါရှေ့လည်းနောက်ပြောစရာမလိုအောင်ကိုကောင်းမွန်နေရတော့ကျွန်တော်မြင်တွေ့ခဲ့ရတယ်အဲ့တော့ကျွန်တော်အနေနဲ့ Champion League Club ဘယ်သူရမလဲလို့မေးရင်တော့ PSG ရမယ်လို့ကျွန်တော်အနေနဲ့တုံ့တက်မိခဲ့ဒါပေမဲ့ဒါကမမေ့ပါနဲ့ Champion League Final ပါဘာမဆိုဖြစ်သွားနိုင်တဲ့အနေထားပါအဲ့တော့နှစ်တင်းစလုံးမှာ50 50စီခွင့်ရရှိပါတယ်အဲ့တော့ညီကိုတို့ကတော့ဘလို့မြင်လဲဒီပွဲစဉ်မှာဘရူနိုင်ရရှိသွားမလိမ့်မလို့ထင်တယ်။ PSG လာဒါမှမဟုတ်လို့ရှိရင်ကျွန်တော်တို့ အင်တာမီလန်အတင်းလာအဲ့တော့ comment မှာတစ်ချက်လောက်ရေးခဲ့ပြပါအောင်ကျွန်တော်ရဲ့ဘိုတက်ကြီး YouTube channel ကိုလည်း subscribe လုပ်ပြီးတော့ update ခဲ့ကြပါအောင်ဗျာအားလုံးကျေးဇူးတင်ပါတယ်